အားလုံးပဲမင်္ဂလာပါရှင်။မော်လေး Oreo ဘော် YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။မော်လေးခုတင်ဆက်ပေးမယ့်ကာတွန်းပုံမြင်လေးကတော့စွန်စားခြင်းသောခါခြင်းလေးဆိုတဲ့ကာတွန်းပုံမြင်လေးကိုပြပြပေးမှာဖြစ်ပါရရှင်။ပုံမြင်လေးကိုမတင်ဆက်ခင်မော်လေးရဲ့ Oreo ဘော် YouTube Channel လေးကိုလိုက်ရ Subscribe လေးနှိပ်ပေးသွားကြပါဦးရှင်။ကျေးဇူးများတင်ပါတယ်ရှင်။ တာယာသောနေ့တနေ့တွင်ခါချင်းကောင်လေးသည်မိဘကိုအတိမပေးဘဲအိမ်မှထွက်လာခဲ့သည်ခါချင်းကောင်လေးသည်မိမိကိုမိမိအထင်ကြီးသူဖြစ်ပြီးစူးစမ်းလိုသော စိတ်လေးရှိသည်တောအုပ်၏အလဲလောက်တွင်စံချောင်းလေးတစ်ခုတငိမ့်ငိမ့်နှင့်စီးဆင်းနေပါသည်ခါချင်းကောင်လေးဟာစံချောင်းထဲသို့ကြေကျလာတော့တည့်ရတည့်ရပေါ်သို့ခုံချလိုက်သည် ။တရက်လေးဒီရေအလျင်တိုင်းစမ်းချောင်းလေးပေါ်တွင် မျောပါသွားသည်။ဟာတဲဟုတ်ပါလား။ငါရဲ့ကိုပိုင်လေးကလေးနဲ့လိုရာခရီးဆက်နိုင်ပြီ။စမ်းချောင်းလေးဘေးတွင်ရှိနေသောကိုကောင်ကြီးကိုလှမ်းကြွားလိုက်သည်။ဘင်းနဲ့လေကျုပ်လေးကကောင်းတယ်မဟုတ်လား။ခရီးကြုံလိုက်အောင်မလား။အေးပေါ်မင်းလေးကကောင်းပါရဲ့။ဒါပေမဲ့တရီတော်ထားအောင် ကိုကိုကောင်ရေဘာခက်ခဲမှမရှိနိုင်ပါဘူးအေးစေးပါဂျုံးငတ်ကခါချေကောင်လေးကိုတွေ့တော့မောက်ခါချေဒီလိုတက်တာတာကိုသဘောမကျနဲ့ကိုအားကိုကိုပါအနည်းငယ်ရီလဲရှောင်ရှားနိုင်တာပေါ့ကိုကိုဝင်းအိုကြီးကလည်းဟုတ်တယ်ကွမောက်ခါချင်းကိုချိုးပြောတာမှန်နေရှေးခက်ဝေးဝေးမှာ၆ကမ်းပါကြီးရှိရဲ့ အဲရီကနေဒီစန်းချောင်းကရေကုံအဖြစ်အောက်ကိုကြမှာတောရဲ့မာယာတွေကိုမင်းမသိသေးပါဘူးဝိုင်းပြီးတားကြပင်မဲ့ခါချင်းကောင်းလေးကလက်မခံမဲ့သူ့တည့်ရဲ့လေးနဲ့ဂျိန်ကြကြလိုက်ပါသွားတော့သည်မြတ်တော်ဆက်ကပဇင်းကလည်းမင်းရှိနှမ်းမှာကြောက်တုံးနေကြကနေရေရီစီးလိမ့်မယ်အဲ့ဒီကြောက်တုံးနှစ်တုံးကြမှာတက်ကိုင်းလေးညှိနေတယ်အဲ့ဒီတက်ကိုင်းကို မြန်မြန်တွေ့တက်လိုက်အဲ့ရာမှာခါချေကောင်းလေးအနည်းလွတ်မယ်။ငါပြောတဲ့ကြောက်တုံးနှစ်တုံးကိုကြော်ပြီးတော့မျောပါမသွားစေနဲ့။ကိုပစင်းကခါချင်းလေးကို စိတ်ရှည်ရှည်နဲ့သတိပေးပြီးပြန်လှည့်သွားသည်။ခါချေလေးသည်မိစွေများကသတိပေးဝိုင်းတားနေသည်ကိုတတ်တတ်မဲ့အစိုးရင်လွနေသည်ဟုထင်နေသည်။ခါကြေလေးသည်စံညောင်းအတိုင်းပျော်ရှင်စွာဆက်၍မျောလိုက်လာသည် ှာကိုပစင်းပြောတယ်ကြောက်တုံးနှစ်တုံးနဲ့တစ်ကိုင်းဆိုတာဘာဖြစ်လို့သူတို့ပြောတဲ့အတိုင်းလုပ်ရမှာလဲခါချင်းလေးတည်တစ်ကိုင်းကိုလှမ်းတွန်းလိုက်တည်ဂျေစီးကတိတိတာတာတန်လာသည်တရက်လေးကလေးကတဟုတ်တို့ဆက်မျောနေသည် မကြမီရေကုန်နဲ့နီးလာသည်ခါချင်းလေးဟာမျက်လုံးပြူပြီးအကြောက်တရားဝင်လာသည်ခါချင်းလေးဟာစောက်တီးရမရပဲ တည့်ရက်လေးပေါ်တွင် လူလာရာခောက်ပြန်ဖြင့်ပြာများနေတော့သည်လမ်းတလျှောက်အတွေ့အကြုံရှိသူတွေရဲ့စေတနာနဲ့အနေမဖြစ်စေဖို့သတိပေးစကားတွေကို မစင်မချင်ခဲ့မိတာငါမားပြီတည့်ရက်လေးကလေးသည် ရေတကုံထိတ်သို့ ရောက်ခဲ့လေပြီခါကျင်လေးမှာကဲသူမဲ့ပြီဟု ထင်နေစဉ်ငါလာပြီငါခြေရောက်ကိုမိအောင်ဖမ်းဆွဲ ဂျုံငဲ့ဤခြေတစုံကခါကျင်လေးကိုတုတ်ချီသွားပြီးတော့သည်တည့်ရွက်လေးကလေးမှာရေတခုထဲသို့ ထိုးကျသွားတော့သည် အားလုံးကိုကျေးဇူးများအပ်တင်ပါတယ်ရှင်။အခုတင်ဆက်ပေးခဲ့တဲ့စွန်စားခြင်းသောခါခြင်းလေးဆိုတဲ့ကတ်တုပုံမြင်လေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးများအပ်တင်ပါတယ်ရှင်။နောက်လာမယ့်ကတ်တုပုံမြင်လေးတွေကြည့်ခြင်းလဲမွန်လေး Oreo ဘော်ယူ YouTube Channel လေးကို Like and Subscribe လေးနှိပ်ပေးသွားကြပါအောင်ရှင်။ကျေးဇူးများအပ်တင်ပါတယ်ရှင်။